ရုရှားနိုင်ငံဘီလာရုနိုင်ငံတိမြန်မာနိုင်ငံဘက်ကရခိုင်ကလည်းယက်တီခဲ့တယ်နိုင်ငံတကာမျက်နှာမှာခုလက်ဆက်လက်ယက်တီသွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ်ဒီကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ဒါဒုတိယပတ်လောက်မှာ ဖြစ်မယ်ဒီကပြည်သူတွေတင်းနဲ့ဝမ်းသာစရာက ကျွန်တော်တို့ဒီဒီအဲပြည်သူတွေလှလာတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွဲမတွေ့ပြန်သွားမယ် တော်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကနိုင်ငံတော်အဆင့်ချစ်ကြည်ရခီထိတ်ခေါ်ချက်အရရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကိုဒီလ3ရက်နေ့ကနေပြီးဒီနေ့ထိပေါ့လေတပတ်ကြာခီးသွားခဲ့ပါတယ်တပတ်ကြာခီးသွားခဲ့တဲ့နေရာမှာကျွန်တော်တို့အနေနဲ့ကဒီသတင်းတွေကိုလည်းအချိန်မှန်ထွက်လုပ်ခဲ့တဲ့အတွက်အားလုံးလည်းမီဒီယာလည်းသိပြီးဖြစ်မှာပါဗားတွေလောက်ခဲ့တယ်ဗားတွေဆောင်ရွက်ခဲ့ဆိုတာသိပြီးဖြစ်မယ်ဒါတွေကိုကျွန်တော်အကျယ်ချဲ့ပြီးပြောကျွန်တော်အဓိကတော့ အဲနိုင်ငံအတွက်ဘာအကျိုးမြတ်ရှိခဲ့လဲဒါပဲပြောချင်တယ်ပေါ့နိုင်ငံအတွက်အကျိုးမြတ်ဘာရှိခဲ့လဲဆိုတာကဏ္ဍဒေနဲ့ကျွန်တော်ခွဲပြောနံပါတ်1ကတော့နိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နော်ဒီကဏ္ဍ3ရက်နဲ့ခွဲပြောပြီးမယ်နိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်ပြောကြအဲကျွန်တော်တို့အနေနဲ့ဒါအပြည်ပြည်ဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အာမခံချက်ရခဲ့တာကရုရှားနိုင်ငံဘီလာရုနိုင်ငံတိမြန်မာနိုင်ငံဘက်ကရခိုင်ကလည်းယက်တီခဲ့တယ်နိုင်ငံတကာမျက်နှာပါခုလက်ဆက်လက်ယက်တီသွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ်နံပါတ်2အချက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးသိပြီးသားပဲ ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ဒါဒုတိယဘက်လောက်မှာဖြစ်မယ်ဖြစ်မှာဖြစ်တော့ကြာအဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြာရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံအပြင်ကျန်တဲ့ဒါနိုင်ငံတကာထောက်ခံနေတာလဲလှုပ်ဆောင်ပေးဖို့လဲမြင်တာပြတယ်ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံတို့ကဒါထက်တဲ့ဒီဝင်ရောက်ထောက်ခံပေးမယ်ဒါအပြင်အဒီလေလာစောင့်ကြည့်ရဲ့အခွင့်အရေးလဲလွတ်မယ်ဆိုတော့ ခံယူချက်မျိုးရပါလားဒီတော့ပြည်သူတွေအတင်းနဲ့ဝမ်းသာစရာကကျွန်တော်တို့ဒီဒီအဲပြည်သူတွေလှလာတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွှဲမတွေ့ပြန်သွားမယ်မလွှဲမသွေဆောင်ရွက်ပေးမယ်အဒါဒီကျွန်တော်တို့အောင်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပါတယ်။နောက်စီးပွားရေးကဏ္ဍစီးပွားရေးကဏ္ဍနဲ့ပတ်သက်လာလို့ရှိရင်ရုရှားနိုင်ငံရောဘီလာရုနိုင်ငံရောဒီသူဒီကျွန်တော်တို့ထက်ပေါ့နော်။အဲတချို့နေရာတဒီနည်းပညာတွေမြင်မာတဲ့ဟာတွေရှိတယ်။အဲကောက်မီကျွန်တော်တို့နိုင်ငံဒီ ဟိုခဏတော့ကျွန်တော်သိတဲ့အတိုင်းပဲစိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံပြီးမှဒါစိုက်ပျိုးရေးမွေးမြူအခြေခံတဲ့ဆက်မှုစီးပွားကိုသွားမဲ့နိုင်ငံဆိုပြီးကျွန်တော်တို့သတ်မှတ်ထားတယ်။အဲဒါမျိုးလုံနိုင်ဖို့လည်းကျွန်တော်တို့မှာအခွင့်အလမ်းကောင်းတွေရှိတယ်။ဒါတွေကိုသွားနိုင်ဖို့အတွက်ဒါဆိုရင်ကျွန်တော်တို့ဟောနော်ဒီရုရှားနိုင်ငံလိုနိုင်ငံမျိုးတဲ့ကျွန်တော်တို့မပြောသေးဘူးဘီလာရုလိုနိုင်ငံမျိုးဘီလာရုလိုနိုင်ငံမျိုးမှာသူသည်မြန်မာသူရဲ့လူရဲ့မြန်မာနိုင်ငံရဲ့အကျယ်ဝင်းထဲဘီလာရုနိုင်ငံသည်သုံးပုံတစ်ပုံလောက်ပဲကျယ်ဝင်းတယ်။ကုန်သွင်းပိတ်နိုင်ငံဖြစ်တယ်။ ဒါအပြင်ဗီလာရုနိုင်ငံသည်သူသည်လူဦးရေပေါ့နော်အများဆုံးကကိုတက်သမားပန်းပဲရှိတယ်တနိုင်ငံလုံးမှာကိုတက်သမားသမားသို့တော့သူ့ရဲ့ GDP ပေါ့နော်စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းကနေရရှိခဲ့တဲ့ GDP သည်6ဘီလီယံဒီပါရှိတယ်အဲ့ဒီမှာကြည့်လိုက်တဲ့အခါမှာသူသည်ဘာလို့ဆိုတော့ကြ Layer စိုက်ပျိုးမှု area ပေါ့နော်မြန်မာနိုင်ငံထက်တော့နည်းတယ် Layer စိုက်ပျိုးမှု area စိုက်ပျိုးနိုင်တဲ့ area နည်းတယ်ဒါအပြင်ကန့်သတ်ချက်တွေရှိပါတယ်အခုချိန်မှာဆိုရင်ဒါဗီလာရုနိုင်ငံရဲ့ ရာသီဥတုပေါ့လေကျွန်တော်ရောက်သွားတဲ့အချိန်မှာရာသီဥတုနည်းနည်းตายရတယ်ရာသီဥတုနည်းနည်းตายရတာတောင်မှပဲဗီလာရုနိုင်ငံရဲ့ရာသီဥတုကကျွန်တော်ညာဘိုင်းမှာဆိုရင်ကျွန်တော်အနှုတ်3ဒီဂရီ4ဒီဂရီလောက်ရှိတယ်ဒါတချို့နေရာတွေမှာလည်းဒီအမေရိကန်အေးနေတဲ့နိုင်ငံပေါ့လေစိုက်ပျိုးဖို့အတွက်မြေကန့်တတ်ချက်ရှိတယ်စိုက်ပျိုးဖို့အတွက်ရာသီဥတုကန့်တတ်ချက်ဒလိုမျိုးပေါ့နော်နိုင်ငံမျိုးတောင်မှဖြစ်ထွန်းနိုင်ကျွန်တော်တို့လိုဒီမြရာသီဥတုကောင်းမွန်တဲ့နိုင်ငံတွေမဖြစ်ထွန်းစရာအကြောင်းမရှိဘူးလိုအပ်နေတာကျွန်တော်တို့ဒီခိမိရဲ့စိုက်ပျိုးမှုမျိုးစနစ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ ဒါသဘောတူစာချုပ်တွေချုပ်ခဲ့တာရှိတယ်။ခင်ဗျားစိုက်ပျိုးမှုရေးစနစ်ဆိုတာလည်းလိုအပ်တဲ့ချက်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့တောင်သူတမားလေတော်ကအနေနဲ့ဓာမီဩဇာလိုအပ်ချက်တွေအဲဒီဓာမီဩဇာလိုအပ်ချက်အတွက်ဆိုလဲကျွန်တော်တို့အနေနဲ့ဖြည့်ဆည်းပေးနိုင်အောင်ဆောင်ရွက်လျက်ရှိတယ်။စာချုပ်တွေချုပ်ခဲ့တာရှိတယ်။ဒါပြင်ဓာမီဩဇာနဲ့ပတ်သက်ပြီးလိုအပ်ချက်အတွက်ဆိုရင်မြန်မာနိုင်ငံမှာပဲစက်ယုံတွေတည်ဖို့ဖိတ်ခေါ်ခဲ့တာရှိတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့လည်းကျွန်တော်တို့ဒါဓာမီဩဇာစက်ယုံတွေတည်နိုင်ဖို့အတွက်ကျွန်တော်တို့ဆောင်ရွက်နေတာပဲရှိပါတယ်။ဒါပြင်ကျွန်တော်တို့အနေနဲ့ဒါမြန်မာနိုင်ငံမှာဒါအဓိကရေးပါတဲ့ ါစီပွားရေးဆောင်မရင်းနဲ့စိတ်ကန်ကြီး၃ခုရှိတယ်ကြောက်ဖြူတီလဝအဲကျွန်တော်တို့ဒီတဝဲတဝဲရင်းနဲ့စိတ်ကန်ဒီရက်ဆိုင်နေရာကြာပြီဒီတဝဲရင်းနဲ့စိတ်ကန်ကိုလည်းကျွန်တော်တို့ကရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်တိုးတော့ရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ဆိုတာသူကအဓိကထားပြီးဆောင်ရွက်မှာပဲဖြစ်တယ်တိုးတော့ဘယ်နိုင်ငံမဆိုလဲဒီနေရာမှာပါဝင်လို့ရတယ်ကျွန်တော်တို့ထိတ်ခေါ်နိုင်တယ်ထိတ်ခေါ်လို့လည်းရတယ်အဲလှုပ်ဆောင်တဲ့လူတွေလည်းလှုပ်ဆောင်လို့ရတယ်လို့ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကလူမှုရေးပေါ့လူမှုရေးကဏ္ဍမှာအဓိကတော့ပညာရေးကျန်းမာရေးပေါ့မြင်မှားကြတယ်ပညာရေးကျန်းမာရေးဒီမြင်မှားကြဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ပညာရေးကျန်းမာရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နိုင်ဖို့လဲကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ဒီခီးစဉ်တစ်ခုလုံးကိုအနည်းချုပ်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက် ပြည်သူတွေမျှော်မှန်းနေတဲ့ကျွန်တော်တို့ရှောက်လမ်းမဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ပြန်သွားနိုင်ဖို့ပြန်လုပ်နိုင်ဖို့ပြန်ဆောင်ရွက်နိုင်ဖို့ပြန်ပြီးအောင်မြင်နိုင်ဖို့ ိုင်းပြည်တစ်ပြည်လုံးပို့ပြီးခွင့်ပြုတိုးတက်လာနိုင်ဖို့အတွက်ဒါအလားအလာကောင်းတွေကိုစောင့်ကြည့်နိုင်ခဲ့တဲ့ဟာခီးစဉ်ဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်